အဲအားလုံးပဲမင်္ဂလာပါဗျအဲ့တော့မင်းညာတော့အဆင်ပြေကြလိမ့်မယ်လို့ထင်တယ်အကျွန်တော်မန်ပါမှာလဲဘိုင်ယန်အကြိုက်ဆုံးပွဲရတယ်သုံးပွဲရတယ်တပွဲပဲလက်တယ်ဒါ Telegram free channel မှာကျွန်တော် free ပွဲသုံးပွဲပေးတာသုံးပွဲလုံးရတယ်အဲ့တော့အခု TikTok မှာပေးတဲ့ဒီ TikTok နဲ့ Facebook မှာပေးတဲ့၄ပွဲမှာလဲအဲ့ဒီလဲတသိန်းကလွှဲရင် channel သုံးသိန်းလုံးရတယ်ပေါ့အဲ့တော့မင်းညာကတော့တော်တော်အဆင်ပြေတယ်ကျွန်တော်အနေနဲ့က အဲ့တော့တစ်တော့ညီကိုတည်းကတော့ကန်ဆိုးတာပေါ့ဗျာကျွန်တော်ကဗီဒီယိုဖိုင်ကိုမကြည့်မိဘူးကျွန်တော်တင်ပြီးတော့မှဟိုဗီဒီယိုဖိုင်အတန်ဖြတ်ပစ်ထားတာသိရမလားအဲ့တော့ခုတင်တဲ့ဗီဒီယိုဖိုင်မှာအဲ့ဒီနောက်ကအတီလုံးတန်လေးပါရင်နည်းနည်းလေးနားလည်ပြီးပါလို့ဘာလို့ဆိုကျွန်တော်အဲ့ရအတန်ဖြတ်ခံထိမှကြောက်လို့ကျွန်တော်အဲ့ရထည့်ထားအချင်းဖြစ်တယ်ပေါ့အဲ့တော့ဒီညတော့ကျွန်တော်ဒီမှာတပွဲပဲပြောတော့မယ်အဲ့တော့ဒီမှာတပွဲပြောမယ်ပေါ့အဲ့ရဘာလို့ဆိုတော့အားလုံးစိတ်ဝင်စားနေတဲ့အာဆင်နယ်နဲ့ တော်တော်စပါနဲ့ပွဲရယ်အာဆင်နယ်က130ရှုံးပြီးတယ်ကျွန်တော်တို့ဘောကိုပေါင်းကြီးက390စားအမှန်တိုင်းပြောရင်ကျွန်တော်ကအာဆင်နယ်ကိုအဲ့လောက်ကြီးဟိုပေးလိုက်မယ်လို့ကျွန်တော်ကထင်မှားတယ်ထင်မှားပါတယ်ဘာကြောင့်လဲဆိုတော့အဲ့လောက်ကြီးပေးလိုက်မယ်လို့ကျွန်တော်ထင်မှားဘူးအာဆင်နယ်ကိုဒါပေမဲ့အာဆင်နယ်ကြီးကြီးကကြောက်စရာကြီးပေးထားတာအာဆင်နယ်ကြီးကြီးက130ရှုံးကြီးတောင်ဖြစ်နေတာ ပေးတဲ့တော့ပေးတင်တယ်ဒီကြီးကအမှန်တကယ်ပြောရင်ပေးတင်ပါတယ်130ရှုံးမှာပြီးတော့ပေးတင်ပင်မဲ့ပေးတင်နဲ့ထဲမှာပဲဘောင်းကြိုတယ်အဲ့ဒီကြီးကအတင်းကြီးချင်းဘလို့ပဲသူကသူအဆင့်တစ်ဖဲနီးနီးအတင်းကြီးနှစ်တင်းတွေ့တာ130ရှုံးကြီးပေးတာကနည်းနည်းနှောင်းတော့မဟုတ်ဘူးကျွန်တော်ပြောချင်တာအာဆင်နဲ့အနီးနဲ့နှလုံးရှုမှအပြတ်စားမယ်ဆိုတဲ့ပုံစံမျိုးကြီးအကြီးကဟိုအာဆင်နဲ့အနီးနဲ့နှလုံးရှုမှအပြတ်စားမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်က 120စားတို့တတိယရိုးလောက်ပဲပေးလိုက်မယ်လို့ကျွန်တော်စိတ်ထဲမှာထင်ထားတာဒါပေမဲ့ပေးချပလိုက်တဲ့ကြီးကြီးက130ရှုံးကြီးဆိုတော့အာကြီးနေဖြစ်ဖို့များသွားပြီအာကြီးတော်တော်တပန်းစီးသွားပြီ130ရှုံးကြီးじゃကျွန်တော်အထင်ပြန်အာကြီးရဲ့တတိယရိုးပါဘူးလောက်ပဲကျွန်တော်ပေးလိုက်မယ်ထင်နေတလုံး20စားအော်တလုံး30စားလောက်ထွက်လာလိုက်မယ်လို့စိတ်ထဲမှာထင်နေတာ130ရှုံးကြီးလောက်1ကို -1 ပြကြီးလောက်တော့ ဟိုကျွန်တော်အထင်ထွက်မလာဘူးလို့ကျွန်တော်ကတွေးထားတာဒါပေမဲ့အခုဟာတော့ဟိုကျွန်တော်တို့ထွက်လာခဲ့တယ်ပေါ့အဲ့တော့အာဆင်နယ်နဲ့တော်တောင်စပါးနဲ့တွေ့တယ်အာဆင်နယ်ကတော်တောင်စပါးကိုတော့နိုင်ပါတယ်ဒါပေမဲ့ပြန်လိုက်ကြည့်တဲ့အချိန်မှာအာဆင်နယ်ကတော်တန်အောင်စပါးကိုငိုးပြတ်နိုင်ထားတာက2023ခုနှစ်ကနိုင်ထားတာအဲ့ဒီနောက်ပိုင်းပွဲစဉ်ဒီမှာကျွန်တော်တို့အာဆင်နယ်အနေနဲ့တော်တန်အောင်စပါးကိုငိုးပြတ်မနိုင်တော့ဘူး Okay right ဟုတ်ပြီငိုးပြတ်မနိုင်တော့ဘူးဟုတ်တယ် ဒါပေမဲ့အာဆင်နယ်ရဲ့လက်ရှိကြီးကကြောက်စရာကြီးကြီးဖြစ်နေတာ130ရှုံးကြီးဖြစ်နေတယ်1တရီလောက်ဆိုချင်တောင်မှမဆိုးဘူးလို့ပြောတဲ့အနေထားမှာ130ရှုံးကြီးထိအာဆင်နယ်ကိုပေးထားတာနောက်တစ်ခုကမင်းညားကလီဗာပူးတို့ရှုံးသွားတယ်လီဗာပူးတို့ရှုံးနေနောက်တစ်ခုကကျွန်တော်တို့မန်စီးတီးတို့ရှုံးသွားတယ်အဲ့တော့ဒီပွဲကဟိုသူ့အတွက်ကမဖြစ်မနေနိုင်ဘူးလို့ရတယ် ။ဆောင်းရသည်ရောက်ရင်ဖောက်ဖောက်လာတာပဲသူအာဒီတာကိုအမြဲတမ်းပြောနေတဲ့ညီကိုဒီအနေနဲ့အဲဒီပွဲတော့ကျွန်တော်အထင်ပြောရင်မဖောက်တော့တော့ဘူးအာကြီးကဒီကြီးရဲ့ကြောက်စရာကြီးဖြစ်နေတယ်။130ရှုံးကြီးကြီးမှာတော့ကျွန်တော်အမြင်ရပြောရင်ကျွန်တော်အာဆင်နယ်ကိုပဲယူရတော့မယ်ကြီးပဲ။အ ਨੇ ဆုံးတော့အာဆင်နယ်တကူကတော့နိုင်နေဆိုတဲ့စိုက်သွားပြီကျွန်တော်တို့အ ਨੇ ဆုံးတကူကတော့နိုင်နေနှစ်ကူပြတ်မပြတ်ကိုပဲကျွန်တော်တို့ကစောင့်ကြည့်ရတော့မှဒီကြီးအရာက တကူကတော့တိကျပေါက်သွားတယ် ဲ့တော့ကျွန်တော်အနေနဲ့အာဆင်နဲ့အသင်းကြိုက်တယ်ပေါ့အဲ့တော့ဒီမှာပြောချင်တာကဒီတစ်တော့ညီကိုတွေအနေနဲ့ပေါ့ဒီမမ်ဘာဝင်ကျင်နေဆိုရင်ဒီတစ်တော့ချက်ပေါက်မှာလာရောက်ပြောလို့ရပါပြီဒီနေ့ကနေပြီးတော့အဲ7လပိုင်း9ရက်နေ့ဒီ2000မှာအဲ့တော့မင်းညာကျွန်တော်ပြောပြင်မဲ့ဗီဒီယိုဖမ်းအတန်းဖြတ်သွားလို့ပါအခုတစ်တော့ချက်ပေါက်မှာလာရောက်ပြောလို့ရပြီဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်ဒီနေ့ကနေပြီးတော့ဒီနေ့ ပြီးရင်မနှက်ဖြန်ဆိုရင်ကျွန်တော်ဂရုကပိတ်ပါပြီအဲ့တော့ဝင်ကျင်တယ်လို့ပြောနေတဲ့ညီကိုတွေလာရောက်ဝင်လို့ရပြီဆိုတဲ့အကြောင်းမနေ့ညတော့ကျွန်တော်လေးဝဲပြီးတယ်အကြိုက်ဆုံးဘာရန်ရတယ်နောက်ထပ်ကျွန်တော်ဘာစီ5ပေါ်နဲ့ဟိုဟာနဲ့လည်းရတယ်3ပွဲရတယ်ပေါ့အဲ့တော့အဆင်ပြေပါတယ်အဲ့တော့မမဝင်တဲ့ညီကိုတွေ TikTok ချက်ပေါက်မှာလာရောက်ပြောနိုင်ပါပြီဆိုတဲ့အကြောင်းပြောချင်ပါတယ် Facebook ကညီကိုတွေကတော့အောက်က comment မှာကျွန်တော်ဖုန်းနံပါတ်ချပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်